တော်ရရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စိုင်းဆရာငိမ့်ကျော်ရဲ့ချော့ခဲ့ဘေးလို့သာပေါ်ဆိုတဲ့ဝတ္ထုတို့ကိုနားဆင်ရမှာဖြစ်ပါတယ် ဇွန်ငဆုပ်သည်ကျွန်တော်အကြိုက်ဆုံးဟင်းသုံးလေးမျိုးတည်းတွင်ပါသည် ကျွန်တော်သည်ဟင်းလျာစည်းစားကြောင့်သူမဟုတ်တငယ်ချင်းမိတ်ဆွေတွေတည်းတွင် ဟင်းလျာစုံမဲ့သူတွေရှိသည်ဇနီးဖြစ်သူကဈေးဝယ်ပေးပြီးကိုယ်တိုင်ချက်ရပြုတ်ရမှခြေနဲ့သူရှိသည်တားငါအတီးရွက်ခုတ်ပုံထစ်ပုံစိတ်ပုံလှီးပုံကစားကိုယ်စိတ်တိုင်းကြားမှခြေနဲ့သူတွေရှိသည် အချို့ကငါတော့ငါအသားတော့အသားအမှုရင်မှာစဇနီးဝယ်ဒီကို စိတ်တိုင်းမကြတဲ့ ိုတိုင်ဈေးဝယ်သူရှိသည်ကျွန်တော်သည်သူတို့လိုမဟုတ် ခင်ချက်ကျွေးသည်ကိုသာစားသည်ဘာဟင်းစားခြင်းသည်ဟု ကျွန်တော်ပြောခဲ့သည်သုံးလေးလနေသည့်တိုင်ဘာချက်ပါလားဘာဟင်းစားရရင် ကောင်းမည်ဟုမပြောတန်းတခါတရံတွင်မှအမဲနှက်စားရအောင် ကလပဲအချိုချက်နဲ့အာပြဲကြောက်ကြောငခုငဆုပ်မဲသလီဟင်းညိုငရက်ဆန်လွန်ဟင်းတို့ကိုသာတောင်းတတတာပြောပြသည် ထိုဟင်းလေးငါးမျိုးမှာပါ တခြားဟင်းရာတွေကို မစင်းလာမီစုံစုံမတ်မတ်မရှိခဲ့အသက်40ဝန်းကျင်အိမ်တော်သက်14 9နှစ်တွင် ထိုဟင်းအမျိုးမျိုးတွေကိုသာလျင် ကျွန်တော်ခြင်ချင်းစကားပြောခဲ့သည်ညကအိမ်မက်ထဲတွင်ပစုံငဆုပ်ဟင်းနှင့် ဆက်လျင်း၏ခင်နှင့်ကျွန်တော်စကားများကြသည်အိမ်မက်ဟူသည် စိတ်မှညှိထားရာကို မတ်တန်ဟန်တူ၏ မနေ့ကခင်ချက်သောဟင်းမှာပဇွန်ငဆုပ်ငဆုပ်လုံးကိုကြော်ထားသည်အရေတော့မဟုတ်ကျွန်တော်စိတ်ပြတ်သွားလေသည်မုံနတူတို့စရာငပိဖြောရည်နှင့်လိုက်ဖက်သောပဇွန်ငဆုပ်ဟင်းမဟုတ်တော့ခါတိုင်းလိုအရေတော့ဟင်းဘာကြောင့်မချက်သည်ကိုကျွန်တော်မေးသည်ငခုငဆုပ်ကသာအရေတော့ချက်ဖူးသည်ပဇွန်ငဆုပ်ကိုအရေတော့မချက်ဖူး၍မချမ်းဟုခင်ကဖြေသည်ကျွန်တော်ခေါင်းညိရန်ခတ်သည် ချက်ဖူး၍စားဘူးသည်ဟု ကျွန်တော်ပြောသည်ခင်ညင်းသည်တစ်ချိန်တစ်ခါမှမချက်ဖူးဘူးချက်တက်လျင်ချက်ခဲ့ပြီးပြီဟုခင်ပြောသည်ခင်ချက်သည်ကို စားဘူးသည်ဟု ကျွန်တော်ပြောသည်ငါခုနှင့်ငဆုပ်ယောဂါအမတ်မှားနေသည်ဟုခင်ကဆိုသည် ကျွန်တော်အမတ်မှားသည် ဆိုသောအချက်ကိုလက်ခံနိုင်ရန်ခဲရင်လေသည်သို့သောကျွန်တော်စဉ်းစားသည်ဆွေမျိုးညီကို မောင်နှမသားချင်းမိတ်ဆွေတင်ကား တိမ်တိမ်မှမြန်စားခဲ့သလားဟုစဉ်းစားကြည့်သည်6လတစ်နှစ်အတွင်းပဇုံငဆုပ်ဟင်းမစားရခဲ့သေးသည်မှာတေချာသည် ခင်ချက်ကျွေးသည်ဟုသာမှတ်မှတ်ရရရှိနေ၏ကျွန်တော်ထိုသို့ပြန်ပြောသည်ကို ခင်ခေါင်းခါ၏ပဇုံငဆုပ်ကိုဟင်းရည်ဖြင့်တကြိမ်မြတ်မချက်ခဲ့ဘူးဟုခင်ပြောသည်အိမ်နောက်သက်၁၄နှစ်တွင် ကျွန်တော်စားခဲ့ဘူးသည်ဟု ကျွန်တော်ပြောသည်။"သူများအိမ်မှာဧည့်သည်သွားလို့ရင်စားဘူးတာဖြစ်မယ်။" ်ချင်းဟင်းချက်ရင်ငါငစုတ်ပဇွန်ငစုတ်ကျော်ချက်ထားတာကို မောင်ရောနေတာဖြစ်မှာပါဆိုင်မာစားတာနဲ့ရောပြီးမှတ်နေတာဖြစ်လိမ့်မယ်ဟုခင်ငင်းဤထောင်ပေါင်းရာပေါင်းများစွာသော မနက်စာညစာကိုဗီဒီယိုမှတ်တမ်းနေ့စဉ်မှတ်တမ်းတင်ထားခဲ့ခြင်းမရှိသောကြောင့်ကျွန်တော်စောရကအတက်ရခတ်နေသည် မချက်တက်မချက်ဖူးသော စကားခင်ပြောသောကြောင့်ကျွန်တော်တက်သည်အပြရာခတ်သည် ခင်သည်တခါတရံတွင်စကားကိုပြီးစလွယ်ပြောကာစကားတတ်တတ်သည့်ဒလိရှိသူထို့အချက်ကြောင့်ကျွန်တော်မချေမနှက်ဖြစ်ခဲ့ရသည် ထို့ကြောင့်မတ်သောအိမ်မန်းဟုထင်ရ၏အိမ်မန်းထဲတွင်ခင်ကဒီဟင်းကိုအေးတော့ကျုပ်တခါမှမချက်ခဲ့ဘူးပါဘူးလို့ရှင့်ကိုဘယ်နှခါပြောရမလဲခင်သည်ကျွန်တော်ကို ရှင်တွေကျုပ်တွေနှင့်မပြောစဘူးပြောလေသည်ကျွန်တော်စိတ်သည်ထိုအခေါ်ဝေါ်ကြောင့်စိတ်ဆိုးခြင်းခြင်းဖြစ်သွားလေ၏ လွန်ခဲ့တဲ့တပတ်လောက်ကပဲမင်းချက်ကျွေးပါသေးတယ်ကွာဘယ်တော့ငါမှကြုံမချက်ခဲ့ပါဘူးတော့စားရတဲ့သူကပုံမှတ်မိတာပဲခင်ခင်ခေါင်းခါသည်ဟုထင်၏ရှင်မှားနေပြီဟုတ်ကိုမဟုတ်ပါဘူးသိဟုတ်တာဗောမုံလာဥပင်ပေါ့ရေနွေးဖြောငပိရေဖြောတို့စရာနဲ့ကျွေးတာလေပူတောင်လွဲသွားပြီဒီအချိန်မုံလာဥဘယ်ပေါ်သေးမှလဲ မောင်ကစားခဲ့တဲ့သူ မောင်သိမ့်မှတ်မိနေတဲ့ခင်မင်းတက်တက်ညင်းတာရှင်အိမ်တအိမ်မှာစားလာခဲ့တာနဲ့ရောနေတာပါဒီတလအတွင်းဘဲအသည့်ဘဲဆွေမျိုးအိမ်မှာမှသမင်းမစားခဲ့တာပဲခင်ဒါဆိုဘဲမရေငယ်အိမ်မှာမောင်စားခဲ့တယ်လဲမှမသိတာကျွန်တော်အတော်ဒေါသထွက်သွားရည်သူနဲ့ကျွန်တော်ညင်းခုန်နေစဉ်သားသမီးတွေအနာမှမရှိကြတယောက်ယောက်ကိုတက်တည်ထူမြီစိတ်ကူးတော်လဲတက်တည်တကာရကိုအနာတွေမမြင် ကျွန်တော်အမှတ်ဉာဏ်ကိုညင်းလာသောအခါမျိုးတွင် မခံမရနိုင်ဖြစ်တတ်သောသဘာဝရှိသည် ဟင်းလျာကိစ္စသည် ကျွန်တော်စိတ်ဝင်စားသောပညာရက်တွေကဲ့သို့မရှုပ်ထွေးမခက်ခဲမနှက်နယ်အမည်နာမအဖြစ်များပြားခြင်းမရှိလက်တစ်ဖက်ရှိလက်ချောင်းများ၏အရေးအတွက်သာသာဟင်းအမျိုးမည်ကိစ္စတွင်ကျွန်တော်အမှတ်သားကိုပယ်ချခံရ၏မင်းဥစ္စာကဟင်းချက်မချက်ညင်းတာနဲ့ပဲ မရငယ်အိမ်တွေပါတွေပါပါလာရရောလာရှင်ကဟင်းတစ်ခွက်နဲ့ညင်းတာနဲ့မှကာမမကာမိတာငါမှတ်မိလို့ပြောတာပဲလေကွာကာယကံရှင်ကချက်ဖူးမှဖြစ်ချက်ဖူးတယ်လို့ပြောမှာပေါ့ရှင်ကရှာရှိနေတာကိုငါသဘောကျတဲ့ဟင်းရည်အတွက်ကနည်းနည်းလေးပါအเจ้าမဟုတ်တာကိုအเจ้าလောက်တာပဲကျွန်တော်ပြောဘူးရာစကားဖြင့်သူပြောသည် အောက်သက်သက်ဖြစ်သည်တဲ့ဖြစ်ရသည်ဒါငါ့မှတ်ဉဏ်ကိုကြော်ကမဲလောက်တာပဲခင် နောက်နေကြချက်တဲ့သူစီမေးမြန်းပြီးချက်ရင်ရတဲ့ကိစ္စလေးပါ။သူပေါ့ပေါ့ဆဆပြောပြန်၍အခံရခက်သည်။ငါမင်းယောက်ျားနည်းနည်းတော့ဂယုဆိုင်ဖို့ကောင်းတယ်။ပဇွန်ငဆုပ်ဟင်းတစ်ခွက်ကြောင့်ပြည်ပြက်တယ်ဆိုတဲ့စကားပုံအစ်စ်ရှင်ထွင်းနေမိနဲ့တူတယ်။မင်းကိုအပြစ်ရှာတာမဟုတ်ဘူးခင်။ဒါဆိုခုဒီဘာလို့လေကုန်ခန့်နေတာလဲတော့။မင်းကဝင်မှမခန့်တာ။အလို့တော့ရှင်ဘာသာရှင်ရောရောထွေးထွေးမှတ် ဇုတ်အတ္တမပြောပြီးတော့ဇုတ်ဝင်ခံခိုင်းတယ်ရှင်ဟာလီငါရှာကျွေးနေရတာပဲငါအိမ်ဦးနဲ့ငါလင်းဆိုပြီးငါတကောကောတာပဲငါကအဲ့လိုလူစားလားစက်သားဟင်းချက်ရင်တော့အသေးမြစ်ကိုငါဖို့ခြံထားတာမျိုးမကြိုက်တဲ့သူကိုငါကစီပြန်ဟင်းစားမင်းတို့ကငပိရီတို့စရာနဲ့စားဆိုပြီးငါကခွဲကြခွဲကြလုံနေလို့လားငါကဘာခွင့်ရေးအထူးယူဘူးလို့လဲဟင်ခင်အဲ့နာတော့မသိဘူးအခုပြောဆိုခံနေရတာတော့အထင်ရှားပဲ။ ဟာဒါကညင်းစရာရှိလို့ညင်းတာဟင်းတွေပေါ်ပါပြီတာနဲ့ဒီဟင်းကိစ္စကြမှာစကားများရတာဘယ်ကောင်းမှလဲရှင်အရှင်ဘယ်အိမ်ကကျွေးလိုက်မှမသိတာနဲ့မှားပြီကျွန်တော်ဒေါသဖြစ်လာရသည် မင်းစကားကိုတဲချဲ့တာပဲမချက်ဖူးသေးရင်နောက်နေ့ချက်กว่าဆိုတခွန်းနဲ့နဲ့ပြီးတဲ့ကိစ္စကဘာနဲ့ချီတန်တရာနဲ့ချီပြီးစကားတွေအများကြီးပြောတာဘာတူလဲရှင်မဲရှင်ကငါပြောတာအမှန်အဟုတ် မငင်းနဲ့စင်ကြီးမတက်နဲ့တစ်ချက်လို့ဝါဒီဆက်ပြောလျင်နဗန်းထတတ်ရသည်အထိဖြစ်တော်မူဒေါသဆက်ဆက်ဖြစ်ရခြင်းတွင် ကျွန်တော်လန့်လို့သွားသည်မကျေနပ်စိတ်ကြောင့်အသက်ရှူမြန်နေသည် ခင်းသည်အိရာထဲတွင်မရှိမှန်ပရင်းမှနေရောင်သည် အခန်းထဲသို့ကျနေ၏ဘာတော့မလဲကော်ဖီလားလက်ဖက်ရည်လားမျက်နာတုံနေသောကျွန်တော်ကို ခင်ကမေး၏စကားဟဟမပြောခြင်း၍ကြိုက်တာဖြော်ကွာ ကျွန်တော်ပြောလိုက်၏ခင်သည်ပြုံးရင်ဘာမှုတ်စားမလဲဟုမေး၏ကျွန်တော်စကားမပြောခြင်းခေါင်းခါပြပြီးဖျားကန်းစီတို့သွား၏ဖျားရှိခိုးရင်းနဲ့မကျေနပ်စိတ်ကိုဖိတဲ့ရသည် စိတ်ကအေးအေးချမ်းချမ်းမရှိ နေတော့ကြော်သည်သည့်စိတ်ထဲရှိအဆိုင်ခဲသည် မကျေနပ်မပြတ်သည်ရှင်ကနောက်မေးမှလူကျင်တိုင်းကျုပ်ကိုအပြစ်ရိုးမယ်ဖွဲ့တာဟုအိမ်မက်ထဲတွင်ခင်ပြောလိုက်သောစကားကြောင့်စိတ်နာခြင်းသည် ခင့်ကိုကျွန်တော်မကြည်မနှက်ဖြစ်နေသည်မနှက်စာစားကြသောအခါစကားဟာဟာမပြောခင်ခင်သည်ပြုံးပြုံးရီရီရွှင်ရွှင်ပြပြနှင့်ရှိသည်ကျွန်တော်မျက်နှာကိုအ깨ခတ်မိပုံရ၏မမေစကားနဲနေသည်ကိုခင်သတိပြုမိဟန်ရှိ၏မမေမောင်ဘာဖြစ်နေလဲမျက်နာမကောင်းပါလားနေမကောင်းလို့လားဟူသောအမေးမျိုးကိုခင်တသက်လုံးမမေးဘူးခဲ့၍ကျွန်တော်မမျောညနေစောင်းစာတွင် ရေချိုးနေရင်အိမ်မက်ကိုပင်တရိယာနေသည်ခင်သည်ကျွန်တော်ကိုညင်းသောစကားတွေအများကြီးပြောခဲ့သည်ပဇွန်ကဆုပ်ဟင်းကိစ္စကို အကြီးအကျယ်ပြောရသလားဟုကျွန်တော်ကိုလက်ညှိုးငေါငေါထိုးသည် ကျွန်တော်ကလက်ဖက်ရေချမ်းတောက်ရန်ကင်ထားသောဖန်ခွက်ကိုဒေါသဖြင့်ဆုပ်လိုက်သည် ဖန်မှုန့်တွေဖြစ်သွားသည်ကိုခင်ကြည့်ကကျွန်တော်နှစ်ဖူးကိုလာ၍မှွေးပြီးနှက်ဖန်ကြတော့စမ်းပြီးချက်ကျွေးမယ်လေနောမောင် အိမ်မက်သေးတွင်ခင်သည်ကျွန်တော်ကိုချော့သည် ပြန်ပြောမည်အပြုတွင်အိယာမှလန်တို့လာခဲ့၏ညနေသာထမင်းဝိုင်းတွင်ကျွန်တော်ရွှင်ရွှင်လန်းလန်းပြုံးပြုံးရီရီဖြစ်လာသည်ကိုခင်ဂယုပြုမိပေလိမ့်မည်တမနာလုံးမကြည်လင်သည်ကိုခင်အကြောင်းရင်းသိနိုင်စရာမရှိ သိအောင်လဲစူးစားခဲ့ခြင်းမရှိကျွန်တော်စိတ်ပြေသွားသည်ကိုလည်းဘာကြောင့်ဟု၍ခင်မသိထိုနေ့မှစ၍ဟင်းနှင့်ဆက်လျင်းနေကျွန်တော်ဘာမှမပြောတော့ ငိမ့်ကျော်ရင်ခုန်ပွင့်မဂ္ဂဇင်းအမှတ်36 1989အောက်တိုဘာလ